ဘရိုနီကာကခနပွဲဆက်တိုက်နိုင်ပွဲဆက်နေတဲ့ဂျူနီယာဖက်သက်စ်ကိုလုံးဝအပြတ်သက်ကြီးနိုင်အောင်ထူပြလိုက်ပြီးတကလာမှာတစ်ဖက်မှာသမ်မနီဆူလင်ဦးကတော့သူကိစ္စနဲ့သူအရင်တွေစိတ်ညစ်ရလွန်းလို့မပြောနိုင်ခဲ့ပါဘူးသမ်မနီဆူလင်ဦးဟာဝေါ်ချန်ပီယံရှစ်မှာဒေါ်လာ300နဲ့စားချုပ်ရထားတဲ့ရှရှာပပမြန်မာဖိုက်တာပဲဖြစ်ပါတယ်ကန်ဆိုးကျင်တော့ဒေါ်လာ300နဲ့စားချုပ်ချုပ်ပြီးကလေးကနေတောက်လျှောက်ကိုနော်ဝယ်တိုင်းရှုံးတယ်နော် အရက်၆ပေလေးနှမရှိတဲ့နာဘီနဲ့ထိုးရတယ်လုံးဝအပြတ်သက်ရှုံးသွားတယ်ဒုတိယကဆက်ဆန်နဲ့ထိုးရတယ်ရှုံးတယ်ဆက်ဆန်နဲ့ထိုးပွဲမှာတိုင်ကဲမှာသံမဏိဆူလုံဦးကဗျာတောင်ကုန်းပေါ်ကနေကြပြီးတော့ကားမောက်တယ်သံမဏိဆူလုံဦးမို့မသေးတာတခြားသူဆိုရင်အဲ့လောက်မြင့်တဲ့တောင်ကုန်းပေါ်ကနေကြပြီးတော့သေးတာကြပြီးတကယ်ကိုမှဖြစ်ရစမ်းကြည့်ပဲနော်တတိယကကော့ချွန်းနဲ့ထိုးတယ် လုံးဝကိုကောထုနဲ့ထိုးရိတ်ခါမှာရှေ့ပိုင်းချီရီမှာဘာမှမလုံနိုင်ခဲ့ဘူးဒါမဲ့နောက်ဆုံးချီမှာတော့တော်တော်လေးကိုအလေးထိုးအနိုင်ရခါနေပဲဆိုတော့မမ်နီဆူလူရဲ့ဆွမ်းဆောင်ရည်တွေကိုကြည့်မယ်ဆိုရင်ပွဲတွင်းမှာတော့ဂျာလီကောင်းလေပြီငါချီလောက်တာထိုးရရင်တော့ကျွန်တော်တို့တမ်နီဆူလူကနိုင်မယ်ဆိုပြီးတော့အများတကာကသတ်မှတ်ထားကြပြီဖြစ်ပါတယ်ဆိုတော့ခုတမ်နီဆူလူကတော့ကန်ဆိုးပြန်ပြီကန်ဆိုးတာကတော့ဒီဩဂတ်လ3ရက်နေ့မှာကျင်းပမယ်အမေရိကန်နိုင်ငံမှာကျင်းပမယ် ဝမ်ချမ်ပီယံရှစ်ရဲ့173ပြိုင်ပွဲကြီးကိုဖျက်သိမ်းလိုက်တာပါအဲ့ဒီပွဲမှာတမ်နီဆိုလုနဲ့လီယန်ဟာရီဆန်နဲ့ကထိုးရမှာပြီဖြစ်ပါတယ်အဲ့ဒီပွဲပြတ်သွားတော့တကယ်ကိုလည်းစိတ်မကောင်းဘူးတမ်နီဆိုလုကတော့တော်တော်လေးကိုတောက်လျှောက်ကန်ဆူးမုန်းမောင်ကြမှုတွေနဲ့ပြီးအင်းဆိုင်ဂျုံတွေ့နေရတာဖြစ်တဲ့အတွက်အခုနော်ပရိုနီကာကဝမ်ချမ်ပီယံရှစ်မှာအသေးချမ်းပြနေတဲ့အချိန်မှာတော့တော်တော်လေးကိုစိတ်ညစ်နေကြောင်းသူကတလောက်တိတိဘာလို့ကန်ဆူးနေရလဲဆိုပြီးတော့တော်တော်လေးကိုစိတ်ပြတ်မှုတွေရှိနေကြောင်းဂျုံတွေနဲ့ကြားရပါရဲ့ဗျာ သမ္မတဆိုလူရေးမင်းကရှုံးခဲ့တယ်ဆိုပေမဲ့လုံးဝကြီးကိုအပြတ်သက်ရှုံးတာမဟုတ်ဘူး။ဂျာလီကောင်းလေပဲဆိုတာပြည်သက်တွေကကျွန်တော်ပြည်သက်တွေကသိပါတယ်။နောက်ပွဲတွေမှာသမ္မတဆိုလူအနေနဲ့လိုအပ်တဲ့နီးစနစ်ပိုင်းကိုဖြည့်ပြီးတော့အကောင်းဆုံးတော့လေ့ကျင့်ပြင်ဆင်မယ်ဆိုရင်တော့သမ္မတဆိုလူအနေနဲ့အကောင်းဆုံးနေရာကိုတစ်ဖန်ပြင်လိုက်ပြီးရောက်ရှိမယ်ဆိုတော့ကျွန်တော်ပြည်သက်တွေနဲ့ယုံကြည်ပါတယ်ဗျာ။ Fight team မှာကိုဆိုလင်ဦးရေး